ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဂျွန်လ16ရက်နေ့ဟာဆိုရင်ကျမတို့အားလုံးရဲ့လူထုခေါင်းဆောင် အမေတောင်ဆန်းစုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်အမေစုရဲ့အသက်80နှစ်ပြည့်မွေးနေ့မှာအမတ်တရားအဖြစ်ဆီယမမတ်တီတာဆန်းချောင်းရေးသားထားတဲ့ဆောင်းပါတို့လေးတစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်အမမာပါစေလွတ်မြောက်ပါစေ1988 89ခီးဘော်ဆရာကနမောက်ထဲကကြာကန်ရွာမှာ နွားလဲစည်းကဲတုန်းကပုံလေးကိုပို့လာတယ်။အမကနေဘူးလို့ခေါင်းစည်းလေးနဲ့ကျမကကြောပီးပြီးထိုင်နေတော့ခေါင်းနဲ့ကြောပဲမြင်ရတယ်။ဘူကီကောင်းလေးကိုခီးသွားပေါ်ရီကတော့အမှတ်မိနေတာပေါ့။လွန်ခဲ့တဲ့နှစ်၄၀နီးပါးတုန်းကဆိုတော့အတော့ကိုကြာခဲ့ပြီ။အမကတော့အသက်80ပြည့်တော့မယ်။ကျမလည်းနောက်နှစ်ဆို အသက်60ပြည့်မယ်။နေ၄၀လောက်မနာတဲ့ရှောက်ခဲရတဲ့ဒီမိုကရေစီလမ်းဟာ ကောက်ွေရှန်တိန်မြေရှိုးယုံမကဝန်ကဘာထဲလေရောက်ခဲ့တယ် ခုကဝင်ကဘာဖြူချဖို့အားထုတ်နေကြတော့အမကတော့ထုံးစံတိုင်းလူလူမြင်ကွင်းကြားမှာမရှိခြင်းအဖြစ်ရှိနေပြီးနေရပြန်ပြီနော်2009ခုနှစ်နှစ်လလောက်ကဂရိနိုင်ငံအီသင်မှာဆုံကြတဲ့အမေရိကန်တငယ်ချင်းက အမရဲ့အဲ့ဒီတုန်းက အနေထားကိုပိုသေးကြအောင်မေးဖို့စကားစတယ်သူကအခုထိနေအိမ်ကျေကျုပ်ထဲမှာရှိနေသေးလားဆိုတာမျိုးကိုမေးချင်တော့ ishi stay လို့မျက်နှာပြင်းနဲ့ပဲ house arrest ဆိုတဲ့ဝေါ်ဟာရမပါဘဲမေးလိုက်တယ်။ကျမက yes she stay stay လို့ဖြေပြစ်သွားတယ်။သူကပြုံးတယ်။ဟုတ်တယ်အမ။အဲ့ဒီအချိန်ကအမဟာတက်ငိန်ပကြီးကားတစ်ချက်လိုလွတ်လပ်မှုတွေစိတ်သုံးပြီးလူမြင်ကွင်းထဲမှာမြင်ကွက်တွေတစ်ခုအနေနဲ့နှစ်တွေကြာကြီးရှိနေခဲ့တာနော်။တနည်းအားဖြင့်လူမြင်ကွင်းထဲကိုလူလုံးထွက်မပြနိုင်ပေမဲ့နေအိမ်မှာကျမကြီးဆောင်းရှောင်းမှုကို ကိုပိုင်အစီအစဉ်နဲ့ရခဲ့တယ်။အနားမှာရဲဘော်ရဲဘက်ကို အတူခေါ်ထား권ရခဲ့တယ်။ဒါအပြင်အမအင်ကစန်းနရခလုံလေးတစ်ခုချုံရင်းနာကအစလူလူကတီးခွင်ရခဲ့တယ်။အကျဉ်သားပုံရိပ်ဟာအမအတွက်အသားတစိမ့်လိုခွဲထားမရတဲ့မြင်ကွက်သေးဖြစ်ခဲ့တာနှစ်ပေါင်းများစွာ။တကယ်တော့2006ခုနှစ်နောက်ပိုင်းလောက်မှာမီဒီယာတစ်ခုကိုကျမကအမအကြောင်းပြောတဲ့အခါလက်ခုပ်တန်းတို့ရဲ့အကျဉ်သားလို့ကင်မွန်းတက်ဖြစ်ခဲ့တယ်။အကျဉ်သားတော့အကျဉ်သားပဲ။ဒါပေမဲ့ဖိနှိပ်သူစစ်အစိုးရရဲ့အကျဉ်းသားအဖြစ်နဲ့ နေအိမ်မှာအကြေကျုပ်ခံရရုံမက ထောက်ခံကြသူလူလူရဲ့လက်ခုံတန်းများကြားမှာပုံရိပ်တွေတစ်ခုတွင်မြင်ကွင်းတွေတစ်ခုတွင် stay stay နေပေးပြုမှုပေးရတဲ့အခိုက်အတန့်ပေါင်းများစွာ ရှိခဲ့တယ်လို့ယုံကြည်တဲ့အတွက်အခုလိုပြောပြခဲ့တာပေါ့လူတွေကအမကိုသူတို့စိတ်တိုင်းကြပြုမှုနေထိုင်ပြီးမှချစ်ခင်လေးစားလက်ခုံတန်းများပေးကျင်တတ်ကြတာကိုအမကိုအမတိုင်းအမအနေနဲ့ပဲနားလဲချစ်ခင်လက်ခုံတီးပေးကြသူတွေလည်းရှိကြပေမဲ့ အမကိုသူတို့စိတ်ထဲကပုံရိပ်တိုင်းမြင်ကွင်းသေးထဲမှာနေထိုင်ပြုမူတုံပြန်တာကိုပဲ မြင်တွေ့ကျင်ကြသူတွေကအရင်တွဲအားဖြင့်ပုံများတယ်မဟုတ်လားအခုရောအခုတော့အမဘယ်မှာရှိနေလဲဘလို့နေထိုင်စားတောင်းနေရလဲလုံလောက်တဲ့ကျမ်းမာရေးစောင့်ရှောက်မှုမှရရဲ့လားတန်တိုင်းတွေကိုကြော်ပြီးအပြင်မှာဘာတွေဖြစ်နေလဲဆိုတာကိုဘလောက်ထိတိခွင်ရနေလဲနေအိမ်ကျဲကျုံတုံးကလိုတရားအားထုတ်မှုကိုဘလောက်အစဉ်ပြေပြေလုပ်နိုင်တဲ့အနေထားမှာနေခွင့်ရနေလဲ တခြားနိုင်ငံတွေကိုမှအဲကွန်မတက်ပေးနိုင်ရင်သူ့ကိုလည်းမတက်ပေးနဲ့လို့အမားကပြောခဲ့ကြောင်းကြားရတော့အမားဟာအရင်ကအမား1988နှစ်များစီက အမားရဲ့ပင်ကိုပဂရီဖြစ်မှုကိုထိန်းထားစေလို့တွေးလိုက်ရပြန်တယ်။အမားကနေအင်ကျေကျုပ်ကာလမှာတောင်ထောင်ထဲကအကျဉ်းသားတွေကို တွေးဆစာနာပြီးကိုစည်းကမ်းနဲ့ကိုစားတောင့်နေထိုင်မှုကို ထိန်းချုပ်ခဲ့တယ်ဆိုတာကြားခဲ့ရတော့ကလို့ပဲခံစားရပါတယ်။ဒါပေမဲ့အခုအမားကအသက်80ပြည့်တော့မယ်သူလေ။ ဇေယောတယောက်ရဲ့အာခံမှုနဲ့စာနာစိတ်ပူတွေရောရှက်ထားတဲ့ယက်ဒီချက်ဟာအမရဲ့ကျမ်းမာရေးအတွက်တော့အပြူသဘောမဆောင်ပေဘူးပေါ့လူမြင်ကွင်းမှာမရှိတော့ခြင်းနောက်ွယ်ကအမရဲ့ခံနိုင်ရည်ကို အဆုံးစွန်ထိမြင့်တင်နေရမှုဟာစကားစားကိုစစ်တပ်ကိုမပူပေါင်းမှုကြောင့်ဖြစ်လာရတဲ့နောက်ဆက်တွဲလူအပ်ချက်ပေါ့ဒီကြားမှာအမရဲ့ပုံရိပ်ဟာအပြောင်းလဲတွေရှိခဲ့တယ်အမကိုယ်တိုင်ထုဆစ်ခဲ့တာတွေအရာရော အမကိုစိတ်တိုင်းကြမြင်ကွင်းတွေဖြစ်မြင်ကျင်ကြသူတွေက ူတို့မြင်မိသလိုခံစားမိသလိုပုံဖော်ထူးဆေးပြကြတာတွေအရာပါအမရဲ့ပုံရိပ်ဟာပြောင်းလဲခဲ့တာပေါ့အမလောက်လောကရန်တရား၈ပါးရဲ့ရိုက်ခတ်မှုကိုအချိန်ပြည့်ခံစားရသူမရှိတလောက်နဲ့မှာပါလူတဘာဝအတိုင်းအဆိုးလောကရန်ခံရတဲ့အချိန်မှာလက်ခုံတီးအားပေးနှစ်သိမ့်ကြသလောက်အကောင်းလောကရန်ခံနေရချိန်မှာတော့စကားတင်းဆိုကြပြန်တာပေါ့ဒီလိုနဲ့အဆိုးလောကရန်အစ်စ်အစ်စ်တွေကိုပဲအမကကြုံရပြန်တယ် အမကမတရားတဲ့အမိန့်အာဏာမှန်သမျှကိုဖီဆန်မှုတိုက်တွန်းခဲ့တော့ကတာဝန်အရာလို့လူလူကိုတတိပေးခဲ့တယ်။လူလူကအာဏာသိမ်းတာကိုအာခံကြတာဟာသူတို့ရဲ့နိုင်ငံသားတာဝန်ကိုထမ်းဆောင်တာပဲပေါ့။ခုခံစစ်မှမဟုတ်ပဲ။စာကားစားနဲ့မပူပေါင်းနှီးမျိုးစုံကို လူလူကအားထုတ်တဲ့အခါအမလည်းတန်တိုင်းတွေနောက်မရောက်ခင်အိမ်တော်တဲ့ကလေးကနေထောင်ကျင်းကန်းနဲ့ရောက်နေစေခုချိန်ထိစာကားစားအလိုကျပြောဆိုတုံ့ပြန် မှတ်ချက်ပြုတာတွေဘာဆိုဘာတခုမှ မလုပ်တဲ့နည်းနဲ့မပူပေါင်းမနေခဲ့တယ် stay stay ဖြစ်နေစေလူမြင်ကွင်းမှာအမမရှိတော့တဲ့မရှိတော့ပဲနေရချိန်မှာတောင် အမကဘလို့ထင်မြင်မှာပါလဲတုံ့ပြန်မှာပါလဲလို့တွေးတွေးပြီးကြောင်ကြပူပန်သူတွေလည်းအများကြီးပဲအမလူမြင်ကွင်းမှာမရှိနေခြင်းဆိုတာသူတို့လိုလူတွေအတွက်တော့တည်ရောက်မှုအပြောင်းလဲဖြစ်မသွားဘူးအမလူမြင်ကွင်းမှာမရှိနေပေမဲ့အမကို ထောက်ခံအားပေးစာနာကြသူတွေက လူမြင်ကွင်းမှာဖွှေးဖွှေးလို့ရှိနေကြတာကိုအဲ့ဒီလိုပဲအမမပါပဲအွေတွေကိုချင်းကပ်နေကြသူတွေလည်းအများကြီးပဲအမကိုအမအန်ဒီအမေလို့ခေါ်ကြတဲ့ခေတ်အစုံကလူငယ်လူလက်လူကြီးအရွယ်ဆုံးပါတာပေါ့အမကိုနိုင်ငံခြားမှာမိကုန်းတွေမိကြတော့ရှင်အောင်မြင်တယ်လို့ဘယ်လိုပြောနိုင်မလဲဘယ်တော့ပြောနိုင်မလဲလို့သဘောရတဲ့မိကုန်းတစ်ခုရှိခဲ့တယ်အမက ျမမလို့တော့ပဲကျမရဲ့လူတူးကဆက်ရွေသွားပြီဆိုရင်ကျမအောင်မြင်တာပဲပေါ့လို့သဘောရတဲ့အဖြေမျိုးကိုဖြေခဲ့ဘူးတယ်အမမပါပဲအရွေတွေကိုချင်းကပ်နေကြတဲ့အရွေဆုံးလူတွေကိုယ်တိုင်ဟာအမရဲ့အောင်မြင်မှုပြားတိုင်းတွေဖြစ်နေပြန်ပါလားနေ၄၀လောက်ကြာတော့အမကအလုံးပိတ်ရထားလဲတစည်းပေါ်ကနေမွေးနေမိုင်းတိုင်းတွေကိုကြော်ဖြတ်ရွေလျားနေရတယ်ကျမကလွတ်လပ်တဲ့လေကိုရှူနေရပေမဲ့အချိန်ရထားလဲရဲ့အဝေးရောက်ထိုင်ကုန်မှာနောက်ပြန်စီးပြီး အတိန်နဲ့မွေးရမြေကိုမျက်ချီမပြတ်စီစီဆက်ဆက်ကြည်နေမိတယ်။အမအမြန်လွတ်မြောက်လာပါစေ။ကျန်းမာပါစေ။မာမြဲမာပါစေ။မတ်တီတာစမ်းကြောင်။ဒီနေ့ဒီရက်ဒီချိန်ကစပြီးအမေစု ကျန်းမာပေးခင်ပါစေ။အချုံနှောင်မအမြန်ဆုံးလွတ်မြောက်ပါစေ။အသက်ရာကျော်ရှိပါစေအမေ။နောက်ဆက်ပြီးခဲ့သူအားလုံးကိုယေရှုများ၏တင်ပါတယ်ရှင်။